ောပဲမင်္ဂလာပါခင်ဗျာ။ PR ခင်ဗျာမာ YouTube channel ကနေပြန်လေးကြိုဆိုလိုက်ပါတယ်။နိုင်ငံသား6000ကျော်တက်ဖြတ်ထားတဲ့စစ်ကောင်းဆောင်မင်းအောင်နိုင်ကိုဖိတ်ခေါ်မှုအပေါ်ထိုင်းတက္ကသိုလ်ကျောင်းသားများနဲ့လူမှုအဖွဲ့အစည်းတွေကန့်ကွက်ဆန္ဒပြမှုတွေရှိနေပါတယ်ဒီသတင်းကို တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။နိုင်ငံသား6000ကျော်တက်ဖြတ်ထားတဲ့စစ်ကောင်းဆောင်မင်းအောင်နိုင်ကိုဖိတ်နိုင်ငံသူဖိတ်ခေါ်မှုအပေါ်ထိုင်းတက္ကသိုလ်ကျောင်းသားများနဲ့လူမှုအဖွဲ့အစည်းများကပြင်းပြင်းထန်ထန်ကန့်ကွက်ဆန္ဒပြနေကြပါတယ်။ မရောက်နိုင်ဦးဆောင်တဲ့မြန်မာစစ်တပ်ဟာအာဏာသိမ်းပြီးကလေးကနိုင်ငံသား6000ကျော်တပ်ဖြတ်ထားကြောင်းအရက်ပန်း2000ကျော်ကိုဖမ်းဆီးထိန်းသိမ်းထိန်းသိမ်းထားကြောင်းဒေသအမိန့်ကိုအသက်သွင်းပေးကြောင်းနဲ့ပြည်တွင်ပြောင်းရွေ့ဒုက္ခပြီးသုံးတန်းကျော်ရှိလာပြီဟုထိုင်းတက္ကသိုလ်ကျောင်းသားများနဲ့လူမှုအဖွဲ့အစည်းများကရှင်းတာကန့်ကွက်နေကြပါတယ် Back to Alliance Thailand အပါအဝင်ထိုင်းနိုင်ငံမှာရှိတဲ့လူမှုအသင်းအဖွဲ့များကခန့်ကွက်ဆန္ဒပြနေကြပါတယ်။ Back to Alliance Thailand ဟာမြန်မာစစ်တပ်ကအာဏာသိမ်းမှုကြောင့်ပြည်သူလူထုအကြက်တွေဖြစ်လာမှုနဲ့ဖန်စီတက်ဖြတ်နေတဲ့အကြောင်းကိုထိုင်းနိုင်ငံသားတွေသိရှိစေဖို့အတွက်ထိုင်းတက္ကသိုလ်မှာကြောင်းသားလူငယ်များနဲ့စုပွဲထားတဲ့အဖွဲ့ဖြစ်ပါတယ် ကျန်တဲ့ April 4ရက်နေ့ညနေ6နာရီခွဲကနေပဲ Best Ten အစီအွေကျင်းပတဲ့ဘန်ကောက်မြို့မှာရှိတဲ့ Shangri-La Hotel အတွင်းမှာစေကောင်းဆောင်မင်း online ကိုထိုင်းတက္ကသိုလ်ကျောင်းသားလူကကန့်ကွက်ဆန္ဒပြခဲ့ပါတယ်။ထိုင်းတက္ကသိုလ်ပထမနေ့ကျောင်းသားဖွန်ဟာအာနာရှင်လူသက်သမားမင်း online အားကြိုဆိုမီမဟုတ်ကြောင်း Hotel အတွင်း OH ဆန္ဒပြခဲ့ပါတယ်။ အပြစ်မဲ့ပြည်သူတွေရဲ့အတွင်းနဲ့လစ်ဆွေးနှုတ်ဆက်တာကိုဝန်ကြီးချုပ်အနေနဲ့ဘလို့ခံစားရပါသလဲထိုင်းနိုင်ငံကဗမာပြည်သူတွေနဲ့ရက်တည်ပါတယ်ထိုင်းပြည်သူတွေက လူသက်အာဏာရှင်တွေကိုလက်မခံဘူးလို့ပုံကအိုဟိတ်စန္ဒပြခဲ့တာဖြစ်ပါတယ်ဒါကြောင့် ဟိုတယ်လုံချိုရင်းများနဲ့ထိုင်းအာဏာပိုင်များကဖွန်ဖန်စီခုံဆောင်သွားတာကိုရှုပ်တံမှာတွေ့ရပါတယ်။ဒါပေမဲ့အစိုးရအကြောင်းသားကိုထိုင်းအာဏာပိုင်တွေကပြန်လွှတ်ပေးခဲ့ကြောင်းမိတ်ထီအလိုင်းရန်ထိုင်းလင်က အတိပေးပြောထားပြောကြားထားပါတယ်။အဲဒါအပြင်ယနေ့နန်းနေ့ပိုင်းကထိုင်းလူမှုအဖွဲ့အစည်းများဟာအစည်းအဝေးကျင်းပရာအနီးကြောင့်ဖျားမြစ်ပေါ်မှာတရားဒဇင်ပေါ်မှာမြန်မာစစ်ကောင်းဆောင်ကိုလူတက်သမားမင်းအွန်လိုင်းကိုငါတို့မကြိုဆိုဘူးဆိုတဲ့စာတမ်းကိုရှိတ်ဆွေးဆန္ဒပြခဲ့ကြပါတယ်။ဒါအပြင်မဲထီအလိုင်းယန်ထိုင်းလင်းကလည်းမင်းအွန်လိုင်းထိုင်းနိုင်ငံမှာရှိနေစဉ်မင်းအွန်လိုင်းကိုဆန့်ကျင်မှုတစုံတရာပြုလုပ်လို့ပါကတဲ့ရဲ့ကိုကြီးအထာထတွေကိုဖုံးထားပါတဲ့မျက်နာကိုထုတ်ဖို့မပြုတ်ပါနဲ့လို့အတိပေးထုတ်ပြန်ထားပါတယ်။ဒါပြင်ယနေ့ အချိန်မှာမြန်မာပြည်သူလူထုသားတွေဟာထိုင်းနိုင်ငံရှိရေးဝန်သားများနဲ့လက်ရချင်းဝါဒထောက်ခံသူများထံမှအနိုင်ကျင့်ခြင်းခံရမှုမှာမြင့်တင်နေပါတယ်။တင့်ရဲ့ကိုရီးအထောက်အထားဖော်ပြခြင်းကိုတတိပြုပါဗီဒီယိုသို့မဟုတ်ဓာတ်ပုံရိုက်ခြင်းခံရခြင်းမှာအကင်းဝေးအောင်အတက်နိုင်ဆုံးနေပါလို့တတိပေးထားတာလေးတွေ့ရပါတယ်။ Best in အစည်းအဝေးသို့စစ်ကောင်စီကောင်ဆောင်မင်းအွန်လိုင်းကတရားခွင့်ပြုတဲ့ အပေါ်ထိုင်းမြန်မာလူမှုဖွေးစည်းများကကံကွယ်ကြောင်တင်စာရှင်းလင်းဝေးတွေကိုအပီလာသွင်းနေကဘန်ကောက်မြို့မှာပြုလုပ်ခဲ့ကြပါတယ်။ဒါအပြင်စစ်ကောက်ဆောင်မင်းအောင်လင်ကိုဖိတ်ကြားတည်ရစေတဲ့ကိစ္စနဲ့ပတ်သက်ပြီးထိုင်းဝမ်ကြီးချုပ်ပေတုံတန်ရှင်နာဝတ်ထရာအနေနဲ့လွှတ်တော်ကိုလာရောက်ဖြေရှင်းဖို့အတွက်လိုအပ်ကြောင်ထိုင်းလွှတ်တော်အမှန်တူဦးကလေးပဲတောင်းဆိုထားပါတယ်ခင်ဗျာ။ ဟုတ်ကဲ့ပါနားဆင်ပေးကြတယ်ကျွန်တော်တို့မိဖပြည်သူညီကောင်မတို့အားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာဖေးကင်းကြမှာကြပါစေ